အလုံးမဲမင်္ဂလာပါဒီနေ့ကတော့နိုဘလာ28ရက်28ရက်နေ့မှာတော့သတင်းထုတ်တွေကတော့အများကြီးပဲအဲ့ဒီမှာတကယ်အရေးကြီးတဲ့ဟာတော့ Europe Parliament လွတ်တော်ကနေပြီးတော့တခင်းနဲ့ဆုံးဖြတ်လိုက်တဲ့ပြပြသက်သက်ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုကျွန်တော်တို့ကြားမယ်ဆိုတော့ပထမဆုံးကတော့ကျွန်တော်တို့စခိုင်းတိုက်တဲ့စေမျိုးတွေမှာရှိတဲ့ Mooting Phosphorus ခိုင်းကနေပြီးတော့တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အဲ့ဒီမှာလက်နက်ခေရအများကြီးရရှိတယ်အဲ့ဒီမှာလက်နက်ကတော့ဒီငားလေရတယ်လို့သူတို့ပြောတယ်နော်ဆိုတော့အဲ့ဒီဟာလည်း တကယ်တည်ငောင်းတစ်ခုပဲအဲ့ဒါကစကိုက်တိုင်းစကိုက်တိုင်းမှာလည်းတော်တော်ကိုတိုက်ပွဲဖြစ်တယ်အဲ့ဒီမှာဆွန့်ရှုံးမှုတွေလည်းတော်တော်ရှိတယ်အဲ့ဒီကတိုင်မုံကိုတိုင်းတော်မှနော်သူတို့အေးအေးယူခံရတဲ့အဆင့်အရာထုပ်ဖြုတ်ခံရတဲ့အဆင့်ကိုကျွန်တော်တို့အဲ့ဒီဖက်မှာတိုက်ခတ်နေတဲ့အဆင့်ရှိတယ်ဒီစကိုက်မှာတော်တော်ကိုတိုက်ပွဲတွေကပြင်းထန်နေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီချန်ပီယံတီးတင်မျိုးအဝင်ကိတ်ကိုအရင်တော့ကဒီဒေါ်လာရဲ့တက်ဖွဲ့တွေကတင်ပိုက်ထားတယ်အဲ့ဒါကိုနေပြီးတော့မာလာကလူလိုင်းနဲ့ပြန်ပြီးတော့တင်ပိုက်တယ်နော်တင်ပိုက်ပြီးတော့ ပြန်ပြီးတော့အခုကတော့အဒီမှာအင်အားက80ရှိတယ်เนาะ80ရှိတယ်အဲ့ဒါကိုနေပြီးတော့ဒီဖက်ကတော်နေရဖွဲ့တွေကပြန်ပြီးတော့အဲ့ဒီ gate ကိုတော့ပြန်ပြီးတော့သင်ပိုက်လို့ရရှိတယ်အဒီမှာနေရောက်ကိုဖန်ဆီးရမိတယ်အဲ့ဒီမှာလက်နက်ခေရံတွေလည်းအများကြီးရရှိတယ်ဆိုတော့အင်အားကတော့အဒီမှာ80ရှိတယ်80ခန်းကိုနေပြီးတော့တော့သင်ပိုက်ရရှိတယ်ဆိုတော့80ဆိုတော့လည်းတော့တော်တော်ကိုအင်အားကောင်းတဲ့အခြေအနေမျိုးမှာရှိတယ်ဒါပေမဲ့ဒီဖက်တော်နေရဖွဲ့တွေရဲ့တက်ခိုက်မှုသူတို့မခံနိုင်ဘူးဆိုတော့အဲ့ဒါကြောင့်အဒီ gate ကိုပြန်ရတယ်ဆိုတော့တည်င်းကတော့ကျွန်တော်တို့တည်င်းကောင်း တနေ့ကောင်ကိုဆက်တိုက်ကျွန်တော်တို့တွေ့လိုက်ရမယ်နောက်တစ်ခုကတကီပကိုတိုင်နတ်တလယ်မြို့နေမှာရှိတဲ့ဒီဓမ္မငယ်နာဓမ္မငယ်ရေစခိုင်းရဲ့တောင်ကျုံရေစခိုင်းရဲ့ဆိုတော့ဒီရေစခိုင်းတစ်ခုကိုတပြိုင်တည်းဝင်ပြီးတော့သူတို့တိုက်တယ်တိုက်တဲ့ခါကျတော့အဒီမှာတင်ပိုက်တယ်မီရှိုရှင်းလင်းတယ်ဆိုတော့အဒီမှာရှိတဲ့ဖြူစောထိတယ်ဆိုလို့ရှိရင်အကုန်လုံးထွက်ပြေးတင်းချောင်သွားတယ်ဆိုတဲ့ဟောက်တွေ့ရတယ်ဒီပြတော့ရေမဆိုင်ရဲဘူးဆိုတော့ဒီတင်းသုံးခုကတော့နော်ဆက်တိုက်ကျွန်တော်တို့တင်းကောင်းနေနဲ့ကျွန်တော်တို့တွေ့ရမယ်စခိုင်းတိုက်တစ်စင်းမှာကျွန်တော်တို့ရလက်ကောင်းရှိတယ် ပြီးတော့ချင်းပင်တဲ့ဒီလီမှာကျွန်တော်တို့ရလိုက်ကောင်းရှိတယ်ပြီးလို့ရှိတော့ခုနဲ့တလင်းမှာနော်စခန်း yes ခန်းကိုခုတော့မှဝင်ပြီးတော့ဂျုံလာအဒီနဲ့တလင်းမှာဒီဓမ္မငေနော်ဓမ္မငေ yes ခန်းရဲ့တောင်မျိုး yes ခန်းရဲ့အဒီနှစ်ခုကိုနေပြီးတော့နောက်တစ်ပြိုင်တည်းတိုက်ခိုက်တယ်မီရှိုးနိုင်တယ်အဲ့ဒါလည်းတည်ငောင်းပဲနောက်တစ်ခုကတော့ကျွန်တော်တို့ KNU နော် KNU ထင်းချွတ်ထားတဲ့နေမြေမှာအခုမင်းလက်ပံမှာသူတို့ဝင်စီးတယ်ဝင်စစ်တဲ့ခါကျတော့ဒီဟာကတယောက်တယောက်ကိုပုတ်ချနေတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီဖက်ကဆော်မီလုံးတို့ဖွဲ့တွေကတော့အဲ့ဒါက KNU ထင်းချွတ်ထားတဲ့နေရာတွေဖြစ်တယ် KNU ရဲ့ပါဝင်ပတ်သက်မှုရှိတယ်အဲ့ဒါသူတို့ရဲ့ကြားဖြန့်ယုံဖြစ်တယ်ဆိုပြီးမှ KNU ကိုလွှဲချတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ KNU ကတော့အဲ့ဒီမှာသူတို့ဖက်ကဒီ DKPA ကဦးစီးပြလုပ်ထားတာအဲ့ဒီမှာနေရအနေ30เนาะနေရ30သူတို့လည်းနဲ့ချတယ် DKPA ဖက်ကဆိုတော့ဘူသခွားတိဘူသခွားတိကိုလည်းသူတို့ကဒီ DKB ကနေပြီးတော့ permanent ထုတ်ထားတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ဒီဟာကိုเนาะလက်နဲ့ချတဲ့ဒီ DKB ရက230ဆိုလို့ရှိရင်ကျွန်တော်ဟိုတရက်တရက်ကပြောတယ်သူတို့ကဆိုလို့ရှိရင်တကယ်တကယ်သူတို့ကို လုံးဆက်မဟုတ်ဘူးဆိုလို့ရှိရင်အပြီးသက်သူတို့ကိုဖမ်းဆီးတဲ့ချိန်မုန်းတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကိုလုံးဝလွတ်စရာအကြောင်းမရှိဘူးလက်နက်တွေကိုလည်းကျွန်တော်တို့အစီအကြီးချပြီးတော့သူတို့တင်ပိတ်ထားတဲ့ပုံစံမျိုးနဲ့မပြတာကိုကျွန်တော်တို့ကြည့်ချင်အားဖြင့်အဲ့ဒါကတော့သူတို့ပြန်လွှဲပေးလိမ့်မယ်လို့ကျွန်တော်ပြောတယ်ဆိုတော့ဒီနေ့တည်င်းတက်လာပြီဆိုတော့အဲ့ဒီမှာအရောက်ပေါင်းတရာကိုနေပြီးတော့တရာကျော်ပေါ့နော်တရာကျော်ကိုနေပြီးတော့ပြန်ပြီးတော့လွှဲပြောင်းလိုက်ပြီနော်အဲ့ဒါမှာတကယ့် DKB ရဲ့ဌာနချုပ်ရှေ့ရာအဲ့ဒီဆုံစိမ့်မြန်မြန်ပြန်ပြီးတော့တွေးလိုက်ပြီဆိုတဲ့ဟာကိုဒီနေ့တက်လာပြီတို့လားဆိုတော့အစ်ပြေတော့ KNU ကတိုက်တယ်ဒါပေမဲ့ ဒီ KIA နဲ့မတူတာအဲ့ဒါပဲเนาะ KIA ကတော့အဲ့ဒီမှာသူတို့အကုန်ကျုံးနေဆိုကျုံးတော့ပဲမကျုံးဘူးဆိုလုံးဝမကျုံးဘူးသူတို့ကမလုပ်ဘူးမလုပ်ဘူးဆိုမလုပ်ဘူးလုပ်တယ်ဆိုရင်ပြပြတတပဲကိုလူရောပါရောသူတို့နားမလည်ဘူးဆိုတော့ဒီ KNU နေမှာခြားတော့အခုလှုပ်ဆက်လို့ပြောတဲ့ဟာလေပြောသင့်တယ်เนาะပြလို့ဆိုတော့အခုဒီ KPA เนาะတရားကြော်ကိုပြန်လှုပ်လိုက်ပြီဆိုတော့လက်တက်တွေလည်းအကုန်လွှဲမှာပဲเนาะအဲ့ဒါကအပြတ်လှုပ်တာမဟုတ်ဘူးသူတို့က အကုန်လုံးတို့ကဟန်ပြပုံစံမျိုးနဲ့ကျွန်တော်တို့လုတ်တာတွေ့ရလိမ့်မယ်ဆိုတော့လက်နဲ့တွေလည်းပါမှာပဲလက်နဲ့တွေလည်း230ကျော်ပါမှာပဲဆိုတော့အတားတွေအကုန်လုံးလွှဲတာပဲဆိုတော့အတားကိုချစ်ချစ်အပြင်အပြက်လုတ်ချင်တာမဟုတ်ဘူးလေအပြက်ချင်မုန်းချင်တာမဟုတ်ဘူးဆိုတော့ဒီပြတော့သူတို့ကိုပြန်လုတ်တယ်သူတို့ပြန်လုတ်မှာပဲလေနော်ပြန်လုတ်မှာပဲဆိုတော့ဒါကတော့နော်တည်င်းစိုးပေါ့နော်အတားတော့ KNU ရဲ့ဇာတ်လမ်းပါပဲနော် KNU ရဲ့တမိုင်း KNU ရဲ့တမိုင်းကဒီလိုပဲဒီလိုပဲလာတယ်နော်တင်လိုက်တယ်ပြန်ပေးလိုက်တယ်တင်လိုက်တယ်သူတို့နဲ့အချင်းချင်းညှိတယ်ပြန်ပြန်ဘာမှမပြတ်သားဘူးလေဒါတွေကတော့เนาะကျွန်တော်တို့သိနေကြပဲကျွန်တော်ပြောတယ် သူ့ရဲ့ဇန်းလမ်းကဒီလိုရှိတယ်ပြန်လွှဲမယ်ဒီနေ့ပြန်လွှဲပြီမပြန်လွှဲပြီဆိုတော့လက်နဲ့တွေလည်းကောနော်လွှဲမှာပဲအဲ့တော့သူတို့ရဲ့လှုပ်ရှားမှုတွေကဒီလိုပါပဲနော်ဆိုတော့ဒါကတော့တည်င်းဆိုးပေါ့နော်တည်င်းဆိုးပေါ့နောက်တစ်ခုကဘယ်လိုလိုနိုင်ငံကသမ္မတလာတယ်နော်အလက်ဆန်ဒါလူကာရှင်ကနေပြီးတော့လာတယ်လာပြီးတော့အခုနေပြီးတော့မှသူတို့ဒီသူတို့နိုင်ငံချစ်ချစ်ရဲ့အတွက် နော်အဲ့ဒီမှာ social law တွေသူတို့လက်မှတ်ထိုးတယ်အဲ့ဒီမှာစီဘောရေးရင်းနှီးမြှုပ်နှံပုံအတွက်နော်စီဘောရေးနဲ့ပတ်သက်ပြီးတော့သူတို့စာချုပ်6ခုနေပြီးတော့ချုပ်ဆိုနိုင်တယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာ bellow မှာရှိတဲ့ mint မြို့ကိုအခြေပြုပြီးတော့အခုနေပြီးတော့မှာတန်ရနာမည်ကိုအခုနော် bellow ရေသမတရောက်တဲ့အချိန်မှာ mint lan ဆိုပြီးတော့နာမည်ပေးလိုက်တယ်ဆိုတဲ့တင်ကလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒါကတော့ bellow ကလာတယ် ဆိုတော့ဒီမှာလာနေသူတို့ဆက်ချင်တော့ထိုးတယ်အတိတ်ပြန်တော့သူတို့ကတရုတ်ရှိမယ်အဲ့ဒီမှာရုရှားရှိမယ်ဘယ်လိုလိုရှိမယ်သူတို့ရဲ့မဟာမိတ်တွေပေါ့ဆိုတော့မြောက်ကိုရီးယားကတော့သူတို့မထိုးသေးဘူးနော်မြောက်ကိုရီးယားကတော့တကယ့်နိုင်ငံတကာကနော်ဆုံးချနေတဲ့နိုင်ငံဖြစ်တဲ့ကကျတော့တိတ်ပေါ်ပေါ်တည်တည်တော့သူတို့မရှိဘူးဒါပေမဲ့ရှိမှာပဲနော်ဖြေးမှာပဲနောက်တစ်ခုကကျွန်တော်တို့ငိုးကုတ်မှာနော် PDF တွေကအကုန်လုံးဆုတ်ခွာပြီနော် အဲ့ဒီမှာစကားစားတဲ့အကလုံးဝင်နေပြီဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့ချားရမယ်ဆိုတော့အဲ့ဒီဟာကိုဘာဖြစ်လို့မိုးကုတ်က PDF တွေကဒီမန္တလေးရဲ့ PDF တွေကဘာဖြစ်လို့ချင်းရတာလဲဒီအဲ့ဒီမိုးမြို့ကိုနေပြီးတော့ကာကွယ်မယ်လို့ဘာဖြစ်လို့သူတို့ချင်းရတာလဲနော်တော်တော်ကိုအရှက်မရှိဆိုတော့အခုကတော့အာဒါကတော့ TNL ကငါတို့ရဲ့မဟာမိတ်ပါဖြစ်တဲ့အတွက်ကြောင့်မဟာမိတ်အောင်ဖွဲ့မရနေပြီလေဟုတ်ဖွဲ့မရနေပြီကိုယ့်ရဲ့ရန်သူဖြစ်သွားပြီသူတို့လည်းတတိယချင်းချားပြီနော်တရားဝင်သူတို့ချင်းရတယ်အဲ့ဒီမှာတကယ်အဖွဲ့ပေါင်းစုံအဲ့ဒီမှာစုနေကြပြီ မြင်းချံဘလက်ထိုက်ကားတို့ဘာတို့လည်းအဲ့ဒီမှာရောက်သွားပြီဆိုတော့ဖွဲ့ပေါင်းစုံအများကြီးရောက်နေပြီဒါပေမဲ့ TNL နဲ့လုံးဝသူတို့မတိုက်ဘူးအဲ့ဒီမှာသူတို့ရှော့ပြလိုက်တယ်အခုအဲ့ဒီမှာ PDF တွေကောလိုမိုကောကနေပြီးတော့စုခေါ်သွားပြီအဲ့ဒီမှာစကဆကပထမကသူတို့အရေးဝတ်တွေနဲ့ဝင်နေအဲ့ဒီမှာ TNL ရဲ့ PR တွေကိုလုံးဝမနိုင်ဘူးနော်ဘာဖြစ်ဆိုတော့ TNL ကဘာလုပ်ထားလဲဆိုလို့ရှိရင်ညာသူတို့ရဲ့စခန်းတွေမှာကိုလုံးဝင်ထိုင်ထားတယ်အရေးအကြောင်းကျွန်တော်ရှိကကျွန်တော်ဆွေးစီမှာပဲ။ဘာဖြစ်လို့ TNL နဲ့ဒီ PDF တွေရဲ့ဆက်ဆံမှုကရှိတဲ့ခါကျတော့ TNL ကအချိန်မရွေး နော်ဟိုမှာကချင်းကိုတော့မှလုတ်ရိုက်တာလုတ်ရိုက်သေးတာပဲ PDF လောက်တော့ပြင်းတော့ပြင်းတာပေါ့နော် PDF လောက်တော့ပြင်းတော့ပြင်းတာပေါ့ Okay အေးတော့မှသူရဲ့ခြေဆုရှင်တော့မှ तू ကတော့နော်ပုတ်လိုက်ရိုက်လိုက်ထိုးလိုက်ကျိတ်လိုက်နေနေလို့ကိုအကုန်လုံးနှိမ့်ထုတ်ခေးသေးတာပဲဆိုတော့အဲ့ဒီ app လောက်တော့ပြင်းတော့ပြင်းသေးတယ်ဆိုတော့အဲ့ဒီအတိုင်းပဲအခု DNL ကအဲ့ဒီ mock up မှာ PDF တွေကိုအကုန်လုံးနှိမ့်ထုတ်လိုက်ပြီနော်နှိမ့်ထုတ်လိုက်ပြီအဲ့ဒီမှာစကားစကားကိုအကုန်လုံးတွင်းလိုက်ပြီဒါကတော့တကစ်နော်အစိုးရကအစိုးထက်ကတင်းဆိုးကြီးဆိုတော့ TNL ရဲ့ရာဇဝင်ကလည်း ော်တော်ကိုရိုင်းသွားပြီเนาะရိုင်းသွားပြီဆိုတော့အတာကတော့ထိအန်တယ်လေရဲ့သမိုင်းသူသမိုင်းကိုသူရေးတာပဲเนาะသူသမိုင်းကိုသူရေးတာပဲဆိုတော့တွန်လိုင်းရေးရဲ့ပထမတော့ကတော့သူ့ကိုတကယ့်เนาะကျွန်တော်တို့ကသူရေးခေါင်းလို့နော်သတ်မှတ်ထားပါမယ်အခုကတော့သမိုင်းရဲ့တရားခံတွန်လိုင်းရဲ့တရားခံနှစ်ခုရှိပြီเนาะတခုရှိပြီသူတို့စခဲ့တဲ့နော်လုပ်ငန်းဟာဆိုလို့ရှိရင်သူတို့ပြန်ပြီးတော့တရားခံဖြစ်သွားပြီမာလာနဲ့ငွေချင်းဖြစ်သွားပြီဆိုတော့ဒါက TNL နဲ့ MNDA เนาะဆိုတော့အဲ့ဒီအကြောင်းအရာကတော့တကယ့်တည်င်းဆိုတော့ကျွန်တော်တို့ကြားရတဲ့နော်စိတ်မကောင်းစရာတည်င်းပေါ့နော် နောက်တစ်ခုက USA အကြောင်းเนาะ USA မှာဆိုလို့ရှိရင် TPS လို့ခေါ်တဲ့ရာကြီးသူတို့ကိုဒီကာကွယ်ပေးထားတယ်เนาะအရေးပေါ်နိုင်ငံတွေမှာတခုခုဖြစ်သွားလို့ရှိရင်အဲ့ဒီနိုင်ငံမှာနေလို့မရတော့ဘူးအဲ့ဒီပြေတော့ခေါင်းဆောင်တော့ပါတော့ပေါ့เนาะသူတို့ကအကုန်လုံး USA ကသူတို့ကာကွယ်ပေးထားတယ်အဲ့ဒီပြေတော့အဲ့ဒီမှာသူတို့တိုက်ပစ်ခေါ်လို့ရှိရင်ပြန်နိုင်တယ်ဆိုတော့ဟာပေါ့เนาะအဲ့ဒါကိုနေပြီးတော့ရုပ်သိမ်းလိုက်တယ်ဘာဖြစ်ဆိုတော့မြန်မာနိုင်ငံဆိုလို့ရှိရင်တင်းရင်သွားပြီးရုပ်ကောက်ပွဲတော့ချင်ပါတော့မယ်အဲ့ဒီမှာတကယ်တကယ်တိုက်တဲ့ TNL နဲ့ AMD လို့လဲသူတို့အကုန်လုံး အဒီမှာပြစ်ခတ်ရဲဆေးသွားပြီးပြီးလို့ရှိရင်တော့ဒေါ်လန်တပ်ဖွဲ့တွေကလည်းသူ့ဟာနဲ့သူထိ ंछ ုံနိုင်ပြီးစသဖြင့်စသဖြင့်အချောင်းရတွေနဲ့သူကရုပ်သိမ်းလိုက်တာနော်ရုပ်သိမ်းလိုက်တယ်ပြီးတော့ယူကော့ပွဲကိုလက်ခံတယ်နော်လက်ခံတဲ့ပုံစံပဲဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ချင်အခုက citizen နော် citizen ကဒီ Joe Biden သမ္မတ Joe Biden ခင်တုန်းက citizen ကိုလည်းအကုန်စစ်မယ်ဆိုပြီးတော့သူတို့ပြောတယ်ဆိုတော့အခုဒီနေ့ထပ်ပြီးတော့တည်င်းတစ်ခုနော်တည်င်းဆိုတစ်ခုတက်လာတယ်နော်အဲ့ဒါကပါလဲဆိုတော့ Green Card Green Card တော့ဒီအမေရိကမှာတနည်းနေလို့ရှိရင်ကျွန်တော်တို့ ရတယ်เนาะတကယ်ယူလို့ရှိရင်ကျွန်တော်တို့ apply လုပ်ရတယ်အဲ့ဒီမှာကျွန်တော်တို့6လလောက်ကြာမယ်เนาะတချို့လူတွေကတော့3လလနဲ့ရတာလည်းရှိတယ်ဆိုတော့အဲ့ဒီ green card ရလို့ရှိရင်အမြင့်တက်နေထိုင်ခွင့်ကိုရပြီเนาะအလုပ်လုပ်လို့ရတယ်ဆိုတဲ့အခါကျတော့အတ္တကိုတော့မှအခုစစ်ဆေးဖို့ဘာဖြစ်လို့လဲဆိုတော့အခု imputer နာမှာဆိုလို့ရှိရင်သူတို့ပြစ်ခတ်မှုရှိတယ်เนาะ imputer မှာလူလူအဲ့ဒီလုံခြုံရေးတက်ဖို့ရင်เนาะလုံခြုံရေးတက်ဖို့ရင်နှစ်ယောက်ကိုပြစ်ခတ်တယ်ပြစ်ခတ်တဲ့အခါကျတော့နှစ်ယောက်မှာတစ်ယောက်ကတော့သေတယ်နောက်တစ်ယောက်တော့ဒဏ်ရာချစ်ချေရတယ်မနေ့ကတင်တက်လာတာတော့အဲ့ဒီနှစ်ယောက်စလုံးကသေဆုံးသွားပြီလို့ပြောတယ်သမ္မတ trunk ကတော့ အဲ့ဒီဟာကိုနေပြီးတော့အခုဒီ green card ကင်တဲ့လူခုတို့များကိုအကုန်လုံးပြန်ပြီးတော့စစ်စစ်မယ်ဆိုပြီးတော့သူတို့ပြောတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အခုစစ်စစ်မဲ့နိုင်ငံကစစ်ကိုနိုင်ငံနော်စစ်ကိုနိုင်ငံကိုနေပြီးတော့ပြန်ပြီးတော့ green card တွေကိုသူတို့ပြန်စစ်မယ်ဆိုပြီးတော့ပြောတယ်ဆိုတော့အခုပြစ်တဲ့အကောင်ကအဲ့ဒီ Africa ကဖြစ်တယ်ဆိုတော့အဲ့ဒါကဒီ April လမှာ green card ရတယ်လို့ပြောဖြစ်တယ်ဗျာဒီလ April လမှာပေါ့နော်ဒီနေ့ဆိုတော့အဲ့ဒီလူကပြစ်တဲ့ခါကျတော့အဲ့ဒီ Tamil Biden kit 3မှာ အဖြစ်တော့မှသင်လာတဲ့လူတွေဖြစ်တဲ့ဆိုပြီးမှအဲ့ဒီခံခါရတဲ့လူတွေကိုအကုန်လုံးစေမယ်ဆိုတော့ကို PS ကိုအကုန်လုံးရုပ်သိမ်းလိုက်ပြီး citizen ကိုပြန်စစ်စစ်မယ်ပြီးလို့ရှိရင်တော့အခု green card တော့ပါလာတယ်နော် green card ရှိတဲ့လူတွေပြန်တော့စစ်စစ်မယ်နော်ဆိုတော့သုံးခုစလုံးမရှိတော့မရှိတော့တော်တော်ကိုအကြိုက်ရိုက်မဲ့ပုံပဲမြန်မာနိုင်ငံလူတွေတော်တော်အကြိုက်ရိုက်မဲ့ပုံပဲဆိုတော့အခု green card တော့စစ်ကိုနိုင်ငံပါတယ်အဲ့ဒါမှမြန်မာနိုင်ငံလည်းပါတယ်ဆိုတော့ဒါလည်းတည်င်းဆိုပဲနော်တည်င်းဆိုပဲဒီအမေရိကမှာ ဒီခလုံးခွင်ရတဲ့လူတွေเนาะအကောက်ွေးပေးထားတဲ့လူတွေအားလုံးကအချက်တည်းရောက်မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့လာရပြီပေါ့เนาะတွေ့လာရပြီနောက်တစ်ခုကဒီမအလာရွေးကောက်ွေးကတရားမဝင်ဘူးဆိုတဲ့ဟာကိုเนาะဥရောပပါလီမန်ကပြက်ပြက်တတ်တတ် ဲ့ဒီမှာဆုံးဖြတ်လိုက်တယ်လုံးဝဒါဆိုလို့ရှိရင်အတုအယောင်ရွေးကောက်ပွေဖြစ်တဲ့ဆိုပြီးမှအာကောင်မောင်းတန်နော်ပြက်ပြက်တတ်တာဆုံးဖြတ်ပြီးတော့သူတို့ဂျင်ညာချက်ထုတ်တယ်ပြီးလို့ရှိရင်တော့ရိုဟင်ဂျာတွေနော်အဲ့ဒီမှာကုန်သိခါရှိရှိပြန်နိုင်ရေးကိုလေသူတို့တောင်းဆိုတယ်ဆိုတော့အဲ့ဒီရိုဟင်ဂျာတွေပြန်ဖို့ကတော့ဘသူနဲ့ဆိုင်သွားပြီလဲဆိုလို့ရှိရင်မာလာနဲ့မဆိုင်တော့ဘူးနော်အေးဒီမှာအေးအေးနဲ့ပဲဆိုင်သွားတယ်ဆိုတော့အေးအေးကိုလည်းအဲ့ဒီဘူချုပ်ထုတ်မြင့်နိုင်ကိုအဲ့ဒီမှာဖာမရန်ထုတ်ဖို့တောင်းဆိုကြတဲ့ရနေဘလုံးမအဆင်ပြေနိုင်ဘူးငါအရင်တော့ကမအလာက ကိုလိုကလန်လုပ်တဲ့ဟာကို AA ကလုပ်ပေးမယ်လို့တော့ကျွန်တော်တို့ပြင်ဆင်နေတဲ့အချိန်မှာပဲ AA ရဲ့ဒီဘူချုထုံးမြင့်နိုင်ကုန်နေပြီးတော့အဲ့ဒီမှာဖမ်းမရထုတ်ဖို့အတွက်သူတို့တောင်းဆိုကြရနေအဲ့ဒီလိုဟင်ကြတဲ့ဘတော်မှနောက်ကုန်တိခါချစ်ရှိပြန်နိုင်ဖို့ဆိုတော့ဘယ်တော့မှဖြစ်နိုင်နော်။ဘာဖြစ်ဆိုတော့သူတို့ကတက်လာတဲ့ဟာကိုသူများနိုင်ငံတကာကိုအားကိုးပြီးတော့ကိုလှုပ်တယ်။ဒါပေမဲ့အဲ့ဒီဟာကိုတကယ်တကယ်လက်ခံမဲ့လူကအဲ့ဒီဒေတာခံတွေဖြစ်တယ်။နော်ဒေတာခံတွေဖြစ်တယ်။ဆိုတော့အဲ့ဒီဒေတာခံတွေနဲ့တခါမှတဟဇတာမရှိလို့ရတော့ ဘလုံးမလည်းခေါ်စရာအကြောင်းမရှိဘူးဘလုံးမလည်းတိတ်ခါရှိရှိသူတို့ပြန်နိုင်စရာအကြောင်းမရှိဘူးเนาะအခုနော်ဟိုဟာပဲကြည့်လိုက်လေအခုဒေါ်လာရဲ့ပဲကြည့်လိုက်လေနော်ဘလောက်ပဲနော်နိုင်ငံတကာကထောက်ခံတယ်ဘလောက်ပဲပြောပြောเนาะအဲ့ဒီမှာပြည်တွင်းကတိုက်လို့မနိုင်ဘူးဆိုလို့ရှိရင်တော့မှနော်ဒေါ်လာရဲ့ကမအောင်မြင်ဘူးเนาะအဲ့ဒီမှာတရုတ်ကထောက်ပံ့နေထောက်ပံ့နေဆိုတာဒီလက်နေတို့ဘာတို့ပဲငွေရေးကြီးရဲ့ပဲထောက်ပံ့နေမှာပေါ့เนาะတကယ်တကယ်တိုက်မဲ့လို့ကဘာလို့လဲမအလားလေနော်မအလားမအလားမနိုင်ဘူးဆိုလို့ရှိရင်တရုတ်ဘလောက်ပဲထောက်ပံ့ထောက်ပံ့မနိုင်တာပဲ เนาะအခုအသေးလေးပဲလေအများကြီးပဲဆိုတော့အဲ့အဲ့လိုပဲเนาะရိုဟင်ဂျာပြန်ဖို့ဆိုတာအဓိကလက်ခံမဲ့လူက AA ဖြစ်တယ် AA နဲ့တဟာဆိုတာမှဖြစ်လေတမကာလပတ်လုံးပြန်နေစရာအကြောင်းတစ်ခုမှမရှိဘူးဆိုတာတော့เนาะကျွန်တော်တို့ပြောရဲတယ်ဒီလိုပဲဟိုရွှေနေရှိုးဟိုရွှေနေရှိုးနဲ့ဒီလိုပဲနှစ်ကာလကြာရှည်ပြီးလို့ပဲเนาะမအလာရွှေတို့လိုပဲရွှေနေပါပဲเนาะ AA ကရွှေနေပါပဲဆိုတော့ရိုဟင်ဂျာတွေကတော့အဲ့ဒီတစ်ခါတစ်ခါမှာပဲနေပေါ့နေပေါ့เนาะအဲ့ဒါကတော့တကယ်လက်တွေ့ဘွားမှာတွေ့ရတဲ့ဟာပေါ့เนาะနောက်တစ်ခုကဒီနိုဝင်ဘာလ အတွင်းမှာဆိုလို့ရှိရင်เนาะတကယ်မလာဖက်ကအလင်းဝင်နေလို့လေအများကြီးရှိတယ်ဆိုတော့အဲ့ဒီအဲမှာဆိုလို့ရှိရင်တော့ဒီပထမအပတ်เนาะပထမအပတ်မှာဆိုလို့ရှိရင်တော့စနေတယောက်เนาะအလင်းဝင်တယ်ပြီးလို့ရှိရင်ဒုတိယအပတ်မှာကတော့196ယောက်အလင်းဝင်တယ်ပြီးလို့ရှိရင်တော့တတိယအပတ်မှာတော့32ယောက်32ယောက်เนาะအလင်းဝင်တယ်ဆိုတော့အစုစုပေါင်းက190ကျော် တော့အလင်းဝင်နေဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ပဲလားဖန်ခံတာတော့အလင်းဝင်တာတော့အလံဖြူထောင်းတာတော့ပြေးတာတော့ဆိုတော့ပြေးပြီးတော့ဖမ်းမိတာတော့စသည်ဖြစ်ပေါ့နော်။အဲ့လိုမျိုး73ပါအရောက်ပေါင်း190ကျော်ကိုဖန်စီရမိတယ်ဒီနိုဘာလကလအတွင်းမှာပဲ တော့အတားကိုပဲခြေလိုက်တော့မလာရဲ့ချင်းနေနောက်တစ်ခုကအခုကြောက်တော်မျိုးနေမှာအခုပုံနာကြောင်းမျိုးနေမှာနှစ်ခုစလုံးမှာပုံချေရဲ့အဲ့ဒီမှာကျွန်တော်တို့ဒီအမျိုးသမီး9ယောက်သေးတယ်နောက်အမျိုးသားတူစုစုပေါင်းက9ယောက်သေးတယ်10ယောက်တရားရရှိတယ်အဲ့ဒါကပုခုသေးတာဟာကကြောက်တော်မှာပုံနာကြောင်းတော့ဘာလို့ဆိုလို့ရှိရင်တော့အခု YouTube တော့ဘာလို့မဟုတ်ပုံချေတယ်အဲ့ဒီမှာအသေးပြောင်းကျွန်တော်တို့ မကြဘူးတတင်းမှမတွေ့ဘူးဒါပေမဲ့ခုကြောက်တော့မှကြောင်ဖို့ရွာမှနေပြီးတော့ပုံချေးတယ်နော်ပုံချေးတဲ့ခါကျတော့အဒီမှာတော့အသေးပြောက်ရှိတယ်စုစုပေါင်း9ယောက်သေးတယ်မိန်းကလေးက9ယောက်ယောက်ျားလေးကယောက်ျားက2ယောက်နော်စုစုပေါင်း9ယောက်အဒီမှာတရားရရှိတဲ့လူကတော့ ဒီမှာ၁၀ရောက်ရှိတယ်နေအိမ်ကတော့၄ယုံ၄လုံးပြည့်စီသွားတယ်နော်ပြည့်စီသွားတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကရှမ်းတောင်မှာလည်းတော်တော်ကိုတိုက်ပွဲဖြစ်နေတယ်ဆိုတော့အဒီရှမ်းတောင်မှာဒီခမရလစ်တခွန်ကတိုက်ရင်မို့အပါအဝင်အဲ့ဒီမှာစစ်သားတော်တော်ကိုအသေးပြောင်းများတယ်တန်ရာရှိတို့လည်းတော်တော်ကိုများတယ်ဆိုတော့အဒီမှာတိုက်ရင်မို့တည်တယ်ဆိုတော့တကယ်အကောင်ကြီးပြောက်သေးတယ်ဆိုတော့တော်တော်တွေ့ရမယ်နောက်တစ်ခုကကချင်ပြည်နယ်ဖက်မှာတော့ဝိုင်းပေါ်မှာတော်တော်တိုက်ပွဲဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာလမ်းမြရွာအနီးမှာရှိတဲ့စက္ကဆရဲ့နေရာတချို့ကိုစခန်းတချို့ကိုနေပြီးတော့ ကရင်နဲ့ပူပုံဖွေတွေကနေပြီးတော့တင်ပိုက်ရရှိတယ်ဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ်ဆိုတော့ဒီနေ့နိုဝင်ဘာလ16ရက်နေ့မှာသတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါကိုနေပေးချပေးကျွန်တော်ဒီ